မြူသားညီညွတ်ရေးဆိုတာ NUG ကနေလွတ်ထွက်ပြီးနောက် American ပြည်ထောင်စုရောက်ချင်းပြည်နာတဲ့လူငယ်တွေပါဝင်တဲ့ Institute of Peace and Federal Democracy IPFD ကိုဒေါက်တာဆဆာကဦးဆောင်ဖွဲ့စည်းလိုက်တာပါ IPFD ဟာ American ဆိုရသည်မှာမှတ်ပုံတင်ထားပြီးတရားဝင်လှုပ်ရှားတဲ့ institution ဖြစ်တယ်လို့ဘန်ဒါရေးအတွက်တရားဝင်ဘဏ်အကောင့်ကိုလည်းဖွင့်လှစ်ထားပြီးဖြစ်ပါတယ် American ပြည်ထောင်စုမှာဒီ institution ကိုထူထောင်တယ်လို့ Britain ဩစတြေးလျတို့အပါအဝင်မြန်မာအတိုင်းဝိုင်းအများပြားရှိတဲ့နိုင်ငံတွေမှာလည်း institution ကိုဆက်လက်တိုးချဲ့တည်ထောင်သွားမယ်လို့သိရပါတယ် Institute of Peace and Federal Democracy မှာ institution လမ်းစဉ်၃ရက်ချထားပြီးအုပ်ချုပ်ရေး lobby နဲ့စီရင်ရေးဗဏ္ဍာရေးနဲ့စီးပွားရေး institution တွေဖြစ်ပါတယ်။ institution တည်ထောင်ပြီးနောက်မြန်သာတဲ့ပထမဆုံးခြေလှမ်းအနေနဲ့စစ်ကောင်စီအထူးရောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူမှုအမြင်သဘောထားကောက်ယူမဲ့ True Choice မြန်မာ application ကိုဒီဇင်ဘာလထဲမှာမိတ်ဆက်သွားဖို့ရှိနေပါတယ်။ဒီဒေါ်လာကြီးကိုလုတ်တဲ့အခါမှာအလှငွေရှိတဲ့အခါမှာစစ်သွားတိုက်တယ်။အလှငွေမရှိရင်နောက်ပြဆုတ်တယ်ဆိုတော့ ပုံစံနဲ့ကတော့ဒီဒေါ်လာသွားလို့မရတော့ဘူး finance နဲ့ business entity လို့လာတယ်ဆိုတော့ institution တို့ခုရှိတယ် number 1 institution ကတော့ governance institution ဖြစ်တယ် number 2ကတော့ lobby and advocacy institution ဖြစ်တယ် number 3ကတော့ finance and business institution ဖြစ်တယ်ဆိုတာကိုအတူချုံနဲ့ကျွန်တော်မိတ်ဆက်ချင်ပါတယ်အခုကအဲ့လိုမတော်ဘူးဆိုရင်တော့ဟာကဆက်သွားလို့မရတော့ဘူးနံပါတ်1 resource ရရှိရေးကိုတွားမှာဖြစ်တယ်နံပါတ်2 resource ရရှိပြီဆိုတာနဲ့ကိုကျွန်တော်တားပေါက်စုကိုဖွဲ့ဖွဲ့လို့အားလာပါတယ်ဆိုနဘာတုတ်ကစစ်နယ်တိုက်ကိုတွားဖွဲ့လို့ရတယ်။နဘာလိုက်ကဒါပြီးကျွန်တော်ဖွဲ့စစ်ဖို့အသည့်ရေးဆွဲရေးနဲ့ရွေးကောက်ဖွဲ့ဖြစ်မြောက်ရေးပေါ့နဘာငါအနေနဲ့ကတော့မြန်မာနိုင်ငံကိုလည်း United State of Myanmar USM ပေါ့ USM USM ဆိုတာကိုကျွန်တော်ဟာကျဲကျဲလောင်လောင်နဲ့နိုင်ငံတကာမှာအော်ဖွဲ့လို့လာပါတယ် မေရိကန်ပြည်ထောင်စုမှာ Institute of Peace and Federal Democracy ကိုထူထောင်လာဟာစစ်ကောင်စီရဲ့ခြေလှမ်းတွေကိုစနစ်စရတုံ့ပြန်နိုင်မှုဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်စီကအမေရိကန်ပြည်ထောင်စုကလော်ဘီကုမ္ပဏီတွေကိုဒေါ်လာတန်းချီပေးပြီးငှားရမ်းထားတာပါ။ဒီလော်ဘီလုပ်ငန်းတွေမှာအလုပ်လုပ်ကနေတဲ့ပညာသက်လူငယ်တွေရဲ့ခြေလှမ်းမျိုးကိုရှင်ပြိုင်နိုင်ဖို့တော်လိုင်းအရာစုတွေဘက်ကလည်းလူငယ်ပညာသက်တွေရဲ့အားကိုလိုအပ်နေတာဖြစ်ပါတယ်။ Myanmar is now um better and Myanmar is now um We're going to have a free and fair election, which is um, obviously we know as it's ludicrous. It's something that's um, kind of blase, it's ludicrous. But that, that statement from Christine Noem, the Department of Homeland Security, is not from them. It's coming from uh, a lobbying firm which was um, paid by the military. So the, the lobbying firm made that statement. So the, the lobbying firm basically pushed this to, to the TPS to, to take away TPS from us. So this all came from a lobbying firm, which is why the, the second entity, the MCPFD, the Myanmar Cooperation Treaty, um, and then the MCPD, the Myanmar Council of, for Peace and Federal Democracy, that is extraordinarily important because we need to counter um, the strategies that the military have. Um, I think our people really need the support, the Burma people really need the support, as well as to realize uh, true solution for the federal democracy for our people. So, thank you very much ဒေါက်တာဆာဆာဖွဲ့စည်းလိုက်တဲ့ institution မှာဦးဆောင်ပါဝင်တဲ့ချင်းလူငယ်တွေဟာပညာတတ်တွေဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းကျွမ်းကျင်သူတွေဖြစ်တာကိုလည်းတွေ့ရပါတယ်။ဒေါက်တာဆာဆာပြည်တော်စုဝန်ကြီးဖြစ်တောင်းယူခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ဝန်ကြီးဌာနဟာ NUG အစိုးရကရှော့ချဖို့ပြင်ဆင်ထားတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်တာ။လက်ရှိချိန်ထက်ပိုလွတ်လပ်တဲ့အချိန်နဲ့တော်လှန်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ချင်တာတွေကြောင့်ယာလူကနေနှုတ်ထွက်ပြီး institution တွေကိုထူထောင်ခဲ့တာလို့ဒေါက်တာဆာဆာကရှင်းလင်းပြောဆိုထားပါတယ်။ကျွန်တော်ဒုတာ 抢纳吧。